ကျွန်တော်ဒီနေ့ပြောပြမယ့် tutorial ကိုအစဆုံးလိုက်ပြီးတော့ line လုပ်လိုက်စေချင်တယ်ဒီ video လည်းပြီးသွားတဲ့အချိန်မှာခင်ဗျားလည်းကျွန်တော်လိုပဲဒီပုံစံနဲ့လုပ်လို့ရသွားမယ်အဲ့တော့ဒါကို line လုပ်ပြီးသွားရင်ဘယ်လိုပုံစံသုံးလို့ရမယ်ဆိုတဲ့ဟာရဲ့နမူနာကိုကျွန်တော်အရင်ပြကျွန်တော် browser တစ်ခုဖွင့်လိုက်တယ် browser တစ်ခုဆိုတာ Google Chrome ပေါ့ဗျာအဓိကလုံးမှာ Chrome ဆိုတော့ညာဘက်တော့မှာဒါ plugin တွေကိုသုံးနေကြလို့ရဆိုရင်တည်တယ် plugin သုံးမယ်ဆိုရင်ဒီနေရာလေးကိုလာပြီးတော့နှိပ်ရတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့အခုဒီဆောင်မဲ့ထဲက nano browser ဆိုတဲ့ဟာလေး ပါလာပြီအဲ့တော့ဒီမှာ box လေးပါတယ်ကျွန်တော်စားရိုက်ပြီးပဲခိုင်းမလားအဲစကားနဲ့ပဲပြောပြီးခိုင်းမလားစကားနဲ့ပြောပြီးတော့ခိုင်းကြည့်ကြည့်မယ်နော် Facebook ကိုသွားပြီးသွားရင် group တွေထဲမှာ AI မြန်မာ group ဆိုတာလေးကိုရိုက်ပြီးတော့ရှာပြီးကျွန်တော် mic လေးကိုပိတ်လိုက်မယ်သူမြန်မာလို့အဲတလားဒီမှာတစ်ခါတမ်းပြီးပေါ်လာရယ်နော်သူ Facebook ကိုလိုလိုသွားရတဲ့အတွက် နော်တွားပြွားပြီညာဘက်မှာ navigate လုပ်နေတယ် AI နဲ့ Microsoft ဆိုရိုက်ထည့်နေကြည်ကြည်ဒီမှာနော် Google ကိုတွားတွားပြွားရင်အလကားသုံးလို့ရတဲ့ AI နေအကုန်လုံးကိုရှာပြီအမိုက်ခရိုဖုန်းလေးကိုကျွန်တော်ပြန်နှိပ်လိုက်တယ်ပြီးရင်ဒီမှာဆက်နှိပ်လိုက်တယ်အော်ဒီ Facebook ကနေပြီးတော့တွားသူ Google ကိုတွားလိုက်မယ် เนาะ google.com ကိုသွားသွားပြီးဟမ် free ai tools တွေတော်တော်ရရှာပါတယ်ဒလားဒါကိုဘယ်လိုလုပ်မလဲဆိုရင်နံပါတ်1 game မှာပဲဖြစ်ဖြစ်ဒီ bot search bar မှာပဲဖြစ်ဖြစ်ကြိုက်တဲ့နေရာမှာရိုက်ပြီးတော့ nano browser ဆိုတော့ရရှာလိုက်ရရှာလိုက်ရင်ဒီကောင်ပေါ်လာလိမ့်မယ် nano browser.ai နိအဲ့တော့နှိပ်လိုက်ပြီးွားရင်ဒီဘက်ပြီးမှာ add to chrome ဆိုတော့နှိပ်လိုက် လုံးဝ Chrome မှာ sign in မဝင်ထားဘူးဆိုရင် sign in တော့ဝင်ရတယ်ပေါ့ဗျာအခုမှရှိတဲ့ account တစ်ခုခုနဲ့ sign in ပြီးရင်ဝင်လိုက်ပေါ့နော်လောလောဆယ်တော့ဒါမျိုးပေါ်လာရင် add to chrome ဆိုတာလေးကိုနှိပ်လိုက် add extension ဆိုတာလေးကိုနှိပ်လိုက်နော်ဒီမှာ sign in to chrome ခုနကရေ sign in မဝင်ထားတဲ့အတွက် sign in ဝင်ခိုင်းနေအဲ့တော့ sign in ဝင်ရင်ခုမှရှိတဲ့ gmail account တခုနဲ့ဝင်လိုက်ဒါမှမဟုတ်ကိုက sign in ဝင်ပြီးသားဆိုရင်တော့ဒီဒီ step ကမလိုဘူး sign in ဝင်ပြီးသားဆိုရင်တော့ ဒီလိုဒီနားမှာလူပုံလေးပဲဖြစ်ဖြစ်ကို icon ဘောနောကို profile ပုံတင်ထားရင် profile ပုံလေးပေါ်တယ် add extension နှိပ်ပြီးသွားပြီဆိုရင်လည်းဒီဒီနေရာလေးလीဒီနားလေးမှာ plugin တွေအများကြီးပေါ်လာလိမ့်မယ်ကိုသုံးနေကြ plugin ပေါ့နော်အဲ့ဒီထဲမှာအဲ nano browser ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ဒီကောင် free တော့ဒီနား setting ဆိုတဲ့ club လေးရှိရဲ setting ကိုနှိပ်လိုက်အဲ့တော့ကိုက install လုပ်ခါစားမှာဆိုရင်ဒါမျိုးကြီးပေါ်လာလိမ့်မယ်ဘာမှမရှိဒီ setting လေးကိုနှိပ်လိုက်ရင်လေအသုံးကြီးကြီး hello go to facebook ပေါ့နော်အဲ့မှာ error ပေါ်လိမ့်မယ် မရဘူး။ဘာဖြစ်လို့လဲဆိုတော့ API setting နဲ့ကျွန်တော်တို့ခုန ChatGPT တို့ Gemini တို့ဘာမှမချိန်ထားဘူး။အဲ့ဒါကြောင့်ကိုယ်ကပဲသွားရမလဲဆိုရင်ဒီ setting လေးကိုသွားရမယ်။ setting လေးကိုသွားပြီးွားရင်ဒီမှာ LLM provider ဆိုရရှိရဲ့ဒီထဲမှာ add new provider ကိုနှိပ်လိုက်။အဲ့ဒီမှာ LLM နေပေါ်လာလိမ့်မယ်။ LLM ဆိုတာကျွန်တော်ရှင်းမှာရှင်းပြခဲ့တဲ့ language model တွေပေါ့နော်အကြီးစားတွေအဲ့မှာဘာနဲ့ချိန်မလဲဆိုရင်လောလောဆယ်မှာကိုယ်ကလုံးဝအလကားတုံးခြင်းနေဆိုရင်တော့အဲ Gemini ကိုကျွန်တော်အားပေးတယ် Gemini နဲ့တော့ ပြီးရင်ဒီနေရာမှာကျွန်တော်အရှိမပြောခဲ့တဲ့ဗီဒီယိုမှာလို့ API key လိုလာပြီအဲ့တော့ Gemini က API key ကိုတွားပြီးတော့ယူရမယ်အခုက Google AI Studio တုံးနေကြသူဆိုရင်တော့ဒီမှာ aistudio.google.com ဆိုတာပေါ်လာမယ်အဲ့ဒါကိုနှိပ်လိုက်ခုန get API key ကိုနှိပ်ပြီးွားရင်ဒါမျိုးကြီးပေါ်လာမယ်အဲ့တော့ create API key ဆိုတာလေးကိုနှိပ်လိုက် API key အတွက်တုံးနေတဲ့အကောင့်ကလည်းဒီကောင်လေးပေါ့နော် ဒီ account ပေါ့ account ဝင်ထားတဲ့ account တွေ့ရမယ်ဒါပေမဲ့ဒီနေရာမှာ create api key ဆိုတာပေါ်မလာဘူးဆိုရင်ကျွန်တော်တို့ကတဆင့်သွားလောက်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာ project လုပ်ထားတာမရှိလို့ step တစ်ခုအစ်စ်ဖွင့်ပြီးွားရင် console google လို့ရိုက်ရှာလိုက်ရိုက်ရှာရင်ဒီမှာကြည့်ကြည့် cloud console.cloud.com sorry ပေါ်လာပြီမယ်အဲ့ဒါကိုတွားလိုက်ခုနဝင်ထားတဲ့ login account နဲ့တူညီတဲ့ account ဖြစ်ရမယ်ဗျာပြီးွားရင်ဒီ base မှာလေ Gemini API ဆိုတာလေးရှိတယ်အဲ့ဒါကိုနှိပ်လိုက် နောက်နှစ်ပြီးသွားရင်ဒီမှာကျွန်တော်ကတော့ဒါခုနကတော့လုပ်ထားတဲ့ဟာပေါ့နော်မရှိသေးဘူးဆိုရင် new project ကိုနှိမ့်လိုက်ပြီးသွားရင်သူက project 7ခုအထိဖန်တီးလို့ရတယ်ဆိုတော့ဒီမှာ project name တခုခုပေးလိုက်ပေါ့ဗျာအဲခုန auto browser အတွက်ဆိုရင် auto browser create နေကြအောင်ဟောမဆိုရဲ project တခုဖန်တီးပြီးသွားပြီဖန်တီးပြီးသွားရင်ကျွန်တော်ခုနကဖြည့်ချက်အဲခုနဒီ API ဆိုတဲ့နေရာကိုပြန်လာပြန်လာရင်ဒီမှာ create API key ဆိုတဲ့ခလုတ်လေးပေါ်သွားလိမ့်မယ် အဲ့ဒါကိုကျွေးပြီး create API ကိုနှိပ်လိုက်တာနဲ့ဒီထဲမှာဘာ project အတွက်လဲဆိုတာပေါ်လိမ့်မယ်။အဲ့ဒီဟာကခုနကကျွန်တော်ငကိုဖန်တီးထားတဲ့ Gemini ကို refresh နေကြအောင်။မာဒီ project အတွက်မဟုတ်ပဲね project အစ်စ်အတွက်ဆိုရင်လေခုနကျွန်တော် auto browser ဆိုပြီးတော့ဟိုဘက်မှာလေ create လုပ်တာလေဒါမှမမြင်အောင်ဆိုရင် browser ကိုနှစ်ချက်သုံးချက်လောက် refresh လုပ်လိုက်เนาะအဲ့တော့ကိုဖန်တီးထားတဲ့ project ကိုရွေးရွေးပြီးတော့ create api key in existing project ဆိုတော့နှိပ်လိုက် အဲ့တော့နှိပ်လိုက်ပြီးသွားရင်ဒီမှာ API key ပေါ်လာလိမ့်မယ်ဗျာ API key ကိုသူများကိုလည်းတွားပြီးမပြနဲ့မပေးနဲ့ password လို့ပဲပေါ့ဗျာဒီမှာ copy နှိပ်လိုက် API key နေရာမှာထည့်လိုက်ထည့်ပြီးသွားရင် um save နှိပ်လိုက်ဒီမှာကျွန်တော်တို့သုံးမဲ့ model တွေကတော့2.5ဒါတွေကဒီတိုင်းထားလိုက်လို့ရတယ်ချက်မှန်တိုင်းရွေးပြီးသွားရင်လေဒီအောက်မှာက planner planner ဆိုတာကကိုကတခုခုပြောလိုက်မယ်ဆိုရင်စပြီးတော့ plan လောက်တာကိုမင်း Facebook သွားဆိုရင် Facebook ်အဲ fake google သွားစင် google သွားအဲ့ဒါကိုသုံးမဲ့ AI ရဲ့ model version ပေါ့နော်အဲ့တော့2.5 flash preview ကမြန်တယ်နောက်တစ်ခု temperature 0.7ဒီ top ကြီးက0.90တိုင်းမှာထားလို့ရတယ်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးအသေးစိတ်လေ့လာခြင်းတော့ရှာကြည့်လို့လည်းရတယ်ကျွန်တော်နောက်ပိုင်းမှာလည်းပြောပြအရှင်းပြပေးမယ်ဒီရက်ကနေဗီဂေတာနေဗီဂေတာကဘာလုပ်တာလဲဆိုတော့အမ်ဒီကနေဟိုသွားဟိုကနေဒီသွားပြီးဘာလုပ်စားတဲ့ဟာရဲ့သုံးမဲ့ model ပေါ့နော်နောက်တစ်ခုက validator ဆိုတော့ကိုဟိုရိုက်ရှာတရားရိုက်ရှာ light နဲ့ command နှိပ် group join အဲ့ဒါတွေအားလုံးအတွက်သုံးမယ်မော်တယ်ကျွန်တော်ကတော့အားလုံးကိုဒီပုံစံနဲ့အတူတူထားတယ်နော် speech to text model ဆိုတာကကြတော့ကျွန်တော်ပါးစပ်နဲ့ပြောမယ်ပြောရင် तू ကစာပြန်ပြောင်းပြီးရိုက်ပေးမယ်ဟာက Gemini ကတော့အကောင်းဆုံးပဲမြန်မာလိုပြောတာကို तू ကအကောင်းဆုံးနားလည်တာပဲပေါ့ဗျာအဲ့ဒါတွေပြီးသွားပြီဆိုရင်ဒီမှာစမ်းကြည့်လို့ရပြီ go to facebook အဲဆိုရင် Facebook ဆိုရင် Facebook သွားပြီလွယ်လွယ်လေးเนาะအဘလိုနေရာမှာသုံးဝင်လဲဆိုရင်ကျွန်တော်တို့ API ကိုလေ့လာနေတဲ့အချိန်မှာ API key လေးကိုဟိုဘက်ကနေဒီဘက်ကိုယူပြီးတော့ကူးထည့်လိုက်တဲ့အတွေ့အကြုံရမယ်နောက်တစ်ခုကတော့ပြင်းလို့ရှိရင်လက်လွတ်ထားပြီးတော့ဘယ်တော့ကွာဘာလို့ကွာဆိုပြီးသူ့ကိုခိုင်းထားပြီးတော့ထိုင်ကြည့်နေလို့ရတယ် email တွေရေးလိုက်ကွာ Facebook group တွေ join လိုက်ဒါမှမဟုတ်လဲမြင်မြင်သမားကို like နှိပ်ပေးပါဆိုလဲသူကနေသူ step by step အကုန်လုံးလုပ်သွားတဲ့ဟာလေးပေါ့ဗျာနောက်တစ်ခုကတော့ Google Chrome မှာပဲခိုင်းလို့ရတယ် အ Google Chrome plugin ကိုပဲကျွန်တော်ဆန်းထားတာအလကားသုံးလုံးရတဲ့ LLM က Gemini နဲ့တော့ချစ် Gemini ကိုအကောင့်မရှိသေးရင်ခုန Google AI Studio ဆိုရဲဟာမှာတော်ပြီးတော့အကောင့်ဖွင့်လို့ရတယ်အဲ့ဒါ free account နဲ့ API key ယူလို့ရတယ်အလကားယူလို့ရတယ်အဲ့ဒီသုံးနေတဲ့ process တစ်ခုလုံးကိုတပြားမှပြေးစရာမလိုဘူးအလကားလုပ်လို့ရတယ်အဲ့တော့ share ရတာခဏနေမှာဆိုလို့ link နေအကုန်လုံးကိုလည်းကျွန်တော် description ထဲမှာရေးပြီးထည့်ထားမယ်ဥပမာကျွန်တော်ဒီလိုတွေဆိုရင်တော့ကျွန်တော်က next chapter ကိုနေဖြစ်ပါတယ်